မနေနေလုံနေပါခင်ဗျာကဲဆက်ကြည့်ရဲဂုတိကိုလုံနေတာသူကလုံးဝမပြီးသေးဟုတ်ပါဘူးဒီဆန်ကကုန်ပြီရောရေးဆန်ကုန်ရေးဆန်ကုန်ပြီကျေးပါဆန်ကုန်လုံးဝမရဘူးချားကြီးလုံတယ်တစ်ခါမှမလုံဘူးအေးတစ်ခါမှမလုံဘူးအတိုက်တွေစိတ်ပူရတယ်ဟုတ်တယ်မူးနေရမူးနေရငလည်းလုံးနေလုံးနေအောင်အမေအမေမမအမေတို့အပြင်ထွက်အပြင်ထွက်အပြင်ထွက်

ောက်ပြင်ထွက်နေရတယ်မာကြီးချီချီချီကြမထူးကြမတို့လာတို့လာတို့လာလာလာသမီးနောက်လိုက်ခဲ့ဘာမှဖြစ်ဘူးအငယ်လေးအငယ်လေးလောက်တော့မယ်အမကြီးအမူးတွေအောင်းမယ်လို့ဟိုမှာထိုင်ရတယ်အားလေးအဲ့နော်မတော်နေမှာပါအာအမကြီးလည်းကြောက်တယ်ဒါနေဦးအခုထိလှုပ်နေတော့မယ်လုံးလုံးရလားကလေးလုံးရတော့သူ့ငင်းငင်းအမလေးရေလေးလောက်နေလေဟိုးတရာရေလေးဆိုကြာမှာညာတောင်းပဲတောင်းပဲအရန်မူးနေတယ်လို့ ူဒီလှုပ်တော့မဲကွာလှုပ်တော့မဲလှုပ်တော့မဲတော်တော်လှုပ်နေတာအိုက်ကူသာသနာနေလို့ချင်းရတော့တော်တော်ကိုငလင်းရတော့နင်းကိုအားပေးနေပြီတော်တော်လှုပ်တာနော်ငလင်းရူဒီကိုလှုပ်တော့မဲကင်းရကိုယ်တို့တွေ့လိုက်တိုင်း true sense နေဖြစ်တယ်နော်အမြန် true sense ဖြစ်တယ်ခုမတခုဖြစ်နေတယ်ငလင်းနေလှုပ်နေပါတယ်ဘုံတော့ခေါ်လို့မရတော့ကလင်းတအားကြီးလှုပ်ကုန်ပါပြီဂူတီကိုလှုပ်နေတာ ်သူကလုံးဝပြီးသေးဟုတ်ပါရေးဆန်းကောင်ကြီးညောင်ရေးဆန်းကောင်ရေးဆန်းကောင်ကြည့်ပါရှမ်းဘူးလုံးဝမရဘူး။ကြားကြီးလုံးတယ်တခါမှလည်းမလုပ်ဘူး။အေးတခါမှလည်းမလုပ်ဘူး။အတိုက်တွေစိတ်ပူရတယ်။တခါမှလည်းမလုပ်ဘူး။အတိုက်တွေစိတ်ပူရတယ်။ဒီမှာ။ဟာ။ဟိ။ဖုန်းခေါ်ရန်ညော်လေးအဖေကို။တအဖေကိုဖုန်းခေါ်ရန်ငနေလုံးနေရလို့လမ်းပြော။ဟုတ်လေကိုလိုမရတော့။တိုက်ကအမြင်ဖြစ်နေလို့ တို့အင်းကိုစီစီလာလို့ပြပါအောင်အမေအမေမငင်းနေရောအမေတို့ညံ့လုံနေရေဒီတားကလာနေလို့တားလေဒါဆွနေရတယ်အပြင်ထွက်နေဘာလင်းကြီးချွဲကိုလုံနေရေနားမှာဆိုတော့ရမ်းတိတာွာရေတွေကရေစိုးနေတယ်ဒီအောက်ကနေဟိုလေဘယ်လိုဘယ်လိုတက်ကိုခိုင်းနေဘူးဒီကဆန်နေဘူးဒီတော့ကဒီစီရေတွေ ဒီမကူပဲနော်မထိုင်းနေတိတာလေပို့ပြီးထိုင်းမူးရကိုကြီးကတယောက်တည်းလို့ငါတော့ကိုကြီးကလေဘလို့တွေးနေမှာလဲငါတော့အရေးတိတာအများကြီးတေးတော့မှလားမသိဘူးငါတယောက်တည်းငါတယောက်တည်းရွှေ့ချူဖြစ်သွားရယ်ဗောစိတ်ထဲမှာတွေးနေတာဘာတူမှမပြောပဲကိုကငိမ့်နေတာပြီးကြမှာငလင်းလုံးတော့တော်ပြီးဟွန်းငါတေးပြီးတင်တာကိုကိုဖျားကံကိုညွတ်နေပြီငါတရားရရလေးပါတော့ အားလုံးမင်္ဂလာပါကျွန်တော်မော်ရိုနီယာပြပေါ်လာကြပါပြီကျွန်တော်အရေးကြီးတိုင်းမြန်ကျွန်တော်ကတက်လာပြီပြန်မော်ရိုနော်တက်မလာဘူးလိုင်းပေါ့ကျွန်တော်အခုကတော့အကုန်လုံးဒီဒီပေးချင်တာပါလဲဆိုတော့ကျွန်တော်အခုနေ့ကျွန်တော်ရိုက်ကူးရေးလုပ်နေတဲ့ညီငယ်လေးကိုကြုံလိုက်တယ်ကြုံလိုက်တဲ့အချိန်မှာအာအတီပေးချင်သွားတယ်ဆိုတော့ကျွန်တော်တို့အဲသူကိုယ်တိုင်ရောပေါ့နော်ကျွန်တော်အမေကိုယ်တိုင်ရောအကုန်လုံးကလေတစ်ခုခုဆိုရ

ဘယ်လိုမျိုးရှိလဲဆိုငလင်ဟာပြိုကျတဲ့အခါကျရင်အောက်ဆုံးတော့မှနေပြီးပြီးတော့ဘယ်လိုမှခဲထုတ်လို့မရအောင်အဲ့လိုပဲနောက်ထပ်တစ်ချက်အိမ်ရဲ့အပြင်ကိုအရင်ဆုံးထွက်ပြေးရမယ်အိမ်ရဲ့အပြင်ကိုထွက်ပြေးတဲ့အချိန်မှာငလင်နှုတ်ပြီးဆိုရင်အိမ်အပြင်ကိုထွက်နေရမယ်အိမ်နဲ့နဲ့လွတ်တဲ့နေရာမှာနေရမယ်အမိုးအရေး ဘယ်အရာနဲ့မှကိုအောင်ကိုအပေါ်မရှိလို့မရဘူးဥမာတက်တိုင်နေရှိလို့မရဘူးတက်ကျိုးနေရှိလို့မရဘူးတစ်ပင်အောက်တွေဖြစ်လို့မရဘူးလုံးဝအားလုံးနဲ့လွတ်တဲ့လွတ်တဲ့ကွင်းပင်လိုနေရာမျိုးဒုဆောင်ကြလည်းပဲကိုကဟိုမှာမဖြစ်ဘူးဆိုလည်းအားလုံးနဲ့လွတ်ကင်းနေကို့အတွက်အဆင်ပြေတဲ့နေရာမျိုးသွားပြီးတော့ရက်နေဖို့လိုပါတယ်အဲ့ဒါလေးကိုလည်းကျွန်တော်ပြောချင်တယ်အဲ့ဒါလေးကိုအရင်ကအသေးအားလို့ပြောပြချင်လို့ကျွန်တော်ကကြတော့ကျွန်တော်မိပါတယ်ရောကျောင်းသမားတွေရောကိုယ်တိုင်ရောဒါမှမဟုတ်လည်းအတွက်ကြောင့်ကျွန်တော်ကအခုဒီနေ့တကယ်အရေးကြီးလို့ဖြစ်သွားတဲ့အချိန်မှာအားလုံးကအထက်မှနေတဲ့သူတွေပဲအများကြီးဖြစ်သွားကြတယ် အိုးစင်းုံနေလည်းအများကြီးပဲစင်းုံမှာပြင့်နေကြဖြစ်တဲ့ကြောင့်စိတ်ကြည်စင်းရဲ့လို့အခုဆိုဗီဒီယိုမှမကြည့်နိုင်ဘူးရွေးခွေးပြီးပြန်ကြည့်ပါကျွန်တော်ဒါလေးကိုအားလုံးအတိပစ်ချင်လို့ပြောရဖြစ်ပါတယ်ငယ်ရင်တော့လို့ရှိရင်ဘတော်မှအရေးအော်တာရှိတဲ့အောက်ကမနေပါနဲ့အဲကလေးတွေရောအော်လို့ရှိတယ်ပြည့်ပြည့်နေရလွတ်လွတ်ကျွတ်နေမှာဒီပါနော်ပြောပြပါအခုလည်းထပ်ပြီးတော့တင်းရပြောထားတယ်ပေါ့နော်နောက်ထပ်၃နှစ်ကြီးတော့တွဲဆိုတာဒီနေ့ တော့မဖြစ်နိုင်တော့ဘူးเนาะ၃နိုင်ဆိုပေမဲ့နောက်နေ့မြကူမလား၁၀နိုင်ထိုးမလားထပ်ပြီးတော့သတင်းထဏာတွေကတော့အခုကိုတင်ထားတယ်ခုနကျွန်တော်တင်ထားတဲ့ page လေးကလေးကျွန်တော်ကတော့တင်လာတဲ့ page လေးကအဲခုနကကျွန်တော်တင်လာတဲ့ page လေးကသူကကျွန်တော်တို့ဒီဥစ္စာမဖြစ်ခင်တည်းကပြောချိုပြီးစိတ်ပူလာတယ်ဆိုတော့တင်ထားတာအားကြောင့်ကျွန်တော်စိတ်ဟိုကျွန်တော်ကိုယ်တိုင်လည်းသတင်းအမှားဖြစ်မှာဆိုလို့ဝင်ကြည့်လာတယ်ကြည့်ပြီးတော့မှကျွန်တော်တင်ပေးထားတယ်သူပဲဒါရင်းနဲ့မသိဖြတ်ပြီးတော့ကြံကြံထားရပါတော့မဖြစ်တော့ကောင်းဆုံးပဲမဖြစ်တော့ကောင်းဆုံးပဲ ြစ်စဉ်ဆိုအဲ့တော့ဖြစ်သည်ဖြစ်စဉ်ဖြစ်သည်ဖြစ်စဉ်သတိရဖို့လည်းမရှိပါဘူးအဲ့တော့တခုခုဆိုတာနဲ့အိမ်ပြုံထွက်ပါအဲ့လိုပဲအိမ်ပြုံထွက်တဲ့အချိန်မှာလည်းအဲ့လိုမျိုးဒုက္ခတွေရောက်တဲ့အချိန်မှာမှတကယ်ဒုက္ခအောင်မှထက်ဒုက္ခပြည့်စုံနေသူရှိရလဲရှိပြီးတော့ဥမာတဖို့တော့တေးပါရကုကွာဆိုတာတွေလည်းရှိလာပြီးတော့တတိလေးတွေနဲ့အားလုံးကိုသတိမပေါ်ချဖို့အဲ့လိုအတိပေးချင်ပါတယ်ဆိုတော့အာဒီဒီလိုကပင်းကြီးကျင်းစားပါစေနော်ဆက်လုပ်ပေးပါတယ်ဆိုတော့အရေးကြီးတာပြောချင်တာကတော့မန်ယင်ကုထပ်များတစ်ခုခုပေါက်ပေါက်ဖြစ်ခဲ့လို့ရှိရင် အရေးအဝါသားတွေအောက်မှာမနေပါနဲ့တက်တိုက်နေအောင်တစ်ပင်နေအောင်အိမ်ကြီးထဲမှာမနေပါနဲ့လို့ပြောချင်ပါတယ်အားလုံးပြောချင်ပါတယ်အားလုံးကြည့်ဆိုင်ကြပါစိတ်အေးအံ့ပူပါတယ်